လာရှိုးမျိုးကနေ MNDA တက်တွေစုတ်ခွာပြီးစစ်ကောင်စီလက်ထက်ပြန်လည်လွှဲပြောင်းချိန်မှာပဲတရုတ်ထူးကိုယ်စားလှယ် Mr. တိန့်ရှီကျွန်းလဲလာရှိုးမျိုးကိုရောက်ရှိနေတယ်လို့နှိစက်သူတွေကပြောပါတယ်။ပြီးခဲ့တဲ့ April ဒုတိယပတ်လောက်ထဲက MNDA အုပ်ချုပ်ရေးဘက်ကဌာနတွေတဖြည်းဖြည်းချင်းစုတ်ခွာနေတာဖြစ်ပြီး AB 20ရက်မှာတော့စစ်ကောင်စီဘက်ကအလုံးရင်းနဲ့ရောက်လာတာဖြစ်တယ်လို့တရုတ်ထူးကိုယ်စားလှယ်ပါရောက်ရှိလာတာပါ။လက်ရှိမှာတော့မြို့အတွင်း MNDA တပ်ဖွဲ့ဝင်တချို့ကိုတွေ့နေရသေးပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းတွေ့ရတယ်လို့ ား MNDA အလံတွေလည်းဖြုတ်ချထားပြီလို့ဒေသခံအမျိုးသမီးတို့က DB ကိုပြောပါရယ်ဒေသခံတို့ပြောပြတာကို DB ကနောက်ခံအံထက်ဖတ်ထားပါရယ်မြို့ထဲမှာတော့ကိုကန်တက်ဝစ်စုံတွေနဲ့လူတွေလည်းရှိတော့ရှိသေးတယ်ဗမာစစ်တပ်ဝစ်စုံတွေနဲ့လူတွေလည်းရှိတယ်တရုတ်ဘက်ကရောက်နေတာကြောင့်လားတော့မသိဘူးလုံခြုံရေးကတော့အများကြီးရှိတယ်ဟုတ်တယ်ကိုကန်အလံတွေတော့ဖြုတ်ချထားပြီ။လာရှုမြို့ကိုပြန်ပြီးလွှဲပြောင်းပေးဖို့အတွက်ကိုကန်တပ်ဘက်ကဘယ်သူတွေရောက်ရှိနေလဲသိချာမသိရသေးပေမဲ့စစ်ကောင်စီဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်မီရောက်ရှိနေတယ်လို့နှိစက်သူတို့ကပြောပါတယ်။တရုတ်ထူးကိုယ်စားလှယ်ရောက်ရှိနေတာကတော့ဆွေးနွေးဖို့မဟုတ်ပဲကွန်မင်းဆွေးနွေးပွဲမှာသဘောတူညီထားတဲ့ကိစ္စတွေကိုအကောင့်ထဲပေါ်ပေးဖို့အတွက်ရောက်ရှိနေတာဖြစ်တယ်လို့ဆွေးနွေးပွဲနဲ့နှိစက်သူတို့ကဆိုပါတယ်။ကွန်မင်းဆွေးနွေးပွဲမှာနှစ်ဖက်သဘောတူထားတဲ့အဓိကနှစ်ချက်ကတော့တုံမန်းလဲလဲရင်းနဲ့မြို့ကိုပြန်ပြီးလွှဲပြောင်းရေးလို့ဖြစ်တယ်လို့ဆိုပါတယ်။နှိစက်သူတို့ပြောပြတာကိုဒီဘီကနောက်ခံအတန်းထည့်ဖတ်ထားပါတယ်။ကျွန်တော်ကြားရတဲ့လောက်တော့တိတ်ရှိခြင်းလေးရောက်နေတယ်။ ဒီဘက်ကတော့တိုင်မှုလည်းရောက်နေတယ်။ MNDA ဘက်ကတော့ဘယ်သူတွေရှိလဲကျွန်တော်လည်းမသိဘူး။ဒီမှာတော့တိတ်ပြီးတော့ဆွေးနွေးလိမ့်မယ်မထင်ဘူး။ကုမင်းမှာဆွေးနွေးခဲ့တဲ့သဘောတူညီချက်ကိုဒီမှာအကောင့်ထဲပေါ်ပေးတဲ့သဘောပါ။ကျွန်တော်သိထားတာကတော့နှစ်ချက်ပေါ့နော်။ပထမတစ်ခုက၃ဘန်းလဲလဲရေနောက်တစ်ချက်ကတော့လာရှိုးကနေပြန်ဆိုးဖို့ကိစ္စပေါ့။ဒါပြင်တရုတ်ဂျာဝင်မှုနဲ့တူမကြခင် TNL နဲ့လည်းဆွေးနွေးပွဲတွေဆက်ရှိလာလိမ့်မယ်လို့လည်းဆိုပါတယ်။လာချိုးကိုတရုတ်ရောက်နေတာနဲ့ပတ်သက်လို့အဆင်ပြေပြေလွှဲပြောင်းနိုင်ရေးရရှိနေတာဖြစ်နိုင်ပြီး ဘာရီဆက်ဖြစ်မလဲဆိုတာကတော့စောင့်ကြည့်ရအောင်မယ်လို့တရုတ်ရေးကျွမ်းကျင်သူဒေါက်တာလာကျော်စောကပြောပါတယ်။အဲ့အပြစ်ခံရစေးကိုစောင့်ထိန်မှုအကြည့်ရှုမှုတရုတ်တွေရောက်နေတယ်လို့ပဲကြားတာပဲလေအဲ့တော့အဲ့လိုတော့ကျွန်မလည်းကြားတယ်ခုခင်ဗျားပြောလို့တော့ပဲကြားတယ်အဲ့လိုဖွဲ့ပြီးဆွေးနွေးတော့ဝင်တဲ့လူကလည်းဝင်နေထွက်တဲ့လူကလည်းထွက်တယ်ဒါတော့ပဲကြားတယ်ဗျအေးကျွန်မတို့လည်းစောင့်ကြည့်ကြအောင်နော်ဘာလီမန်ကိုတိတ်ချမသိဘူးဟိုဘက်တီးရတယ်ဘယ်ဘက်ကမှ ဟိုကြီးနာမဟုတ်ပြီးတော့ခဏစောင့်ကြည့်ဖို့လိုမယ်ထင်တယ်နော်။လာရှိုးမျိုးပြန်လွှဲပြောင်းရေးကိစ္စနဲ့ပတ်သက်လို့ MNDA ဘက်ကရောစစ်ကောင်စီဘက်ကပါတစုံတရာထုတ်ပြန်တာတော့မရှိသေးပါဘူး။လာရှိုးပတ်ပတ်လည်မှာတော့ MNDA တက်တွေဆက်ပြီးရှိနေတယ်လို့သိရပါတယ်။ကျွန်တော်ထပ်အောင်ပါ။